တမ်ဘူရီယာနိုင်ငံရဲ့လူပညာရှင်ဂျော်မိုရီတဲကမှရှင်ရစ်မရှိတဲ့အလှပတွေနဲ့ဘီမတ်တပားလို့တင်စားလို့ရတဲ့တရုတ်ဆောင်သူမရဲ့အလှပနဲ့တရုတ်ဆောင်စွမ်းရည်တွေကြောင့်တမ်ဘူရီယာနိုင်ငံရဲ့ထိတ်တန့်မိသမီးဖြစ်ယခုအချိန်ထိရပ်တည်နေပါတယ် သူမကို1981ခုနှစ်နိုဝင်ဘာလ22ရက်နေ့တောင်ကိုရီးယားနိုင်ငံဒူဂဲဆိုတဲ့မြို့မှာမွေးဖွားခဲ့ပါတယ်။မွေးဖွားချိန်မှာ critically ill ဆိုတဲ့ရောဂါတစ်ခုကြောင့်ဆရာဝန်အများစုကအသက်မရှင်နိုင်ကြောင်းခံမှန်းခဲ့ပေမဲ့သူမဟာကံကောင်းစွာနဲ့ကျန်းမာလာပြီးအသက်ရှင်နိုင်ခဲ့ပါတယ်။ဒါကြောင့်သူမရဲ့မွေးနေ့ကို1982ခုနှစ်ဖေဖော်ဝါရီလ26ရက်နေ့ဆိုပြီးမှတ်ပုံတင်ပေးခဲ့ပါတယ်။ မိဘတွေ question ပြီးနောက်မှာတော့သူမကိုမိခင်တူဦးတဲ့ကသာပြည့်စုံစောင့်ရှောက်ခဲ့ရပါတယ်1996ခုနှစ်မှာတော့သူမမော်ဒယ်အလမဲ့ပြန်ပွဲမှာပထမဆုံးရခဲ့ပါတယ်သူပြန်ပွဲကသူမရဲ့အောင်မြင်မှုတကားပေါက်တစ်ခုလို့ဆိုရမှာပါသူကနေတစင်သူမရုပ်ရှင်လောကတဲကိုဝင်လာခဲ့ပြီး first loss ဆိုတဲ့ဇာတ်လမ်းထဲမှာတရုတ်ဆောင်ဝင်ရခဲ့ပါတယ် 1999ခုနှစ်မှာတော့ဆူမိုကလီနစ်ဆိုတဲ့ဇာတ်လမ်းတွဲမှာပါဝင်သေးဆောင်ခဲ့ပြီးသူမရဲ့ရဲစရာဤရှင်းများကိုပထမဦးဆုံးပုံဖော်နိုင်ခဲ့ပါတယ်2009ခုနှစ်မှာတော့ All Time in My Head ဇာတ်လမ်းတွဲမှာယွန်းအုံစောနာမည်နဲ့တရုပ်ဆောင်ခဲ့ပြီးနောက်သူမကိုအာရှတဝမ်းမှာအုံစောဆိုပြီးတော့လူပြီးများပြီးအောင်မြင်မှုမှတ်တိုင်ကိုစိုက်တူနိုင်ခဲ့ပါတယ်သူမရဲ့အထင်ရှားဆုံးဒရမာကားတွေကတော့2004ခုနှစ်မှာ Full House 2013ခုနှစ်မှာ The Wind Blow 2016ခုနှစ်မှာ Descendant of the Sun 2018ခုနှစ်မှာ encounter 2023ခုနှစ်မှာတော့ the glory ဆိုတဲ့အရှင်ကားတွေနဲ့သူမရဲ့တရားစွန်ဆိုင်းကိုနိုင်ငံတကာကိုရှာပြနိုင်ခဲ့ပါတယ်။သူမရဲ့ပုံကိုယ်ရဲ့အနေအချင်းကိုပြောရမယ်ဆိုရင်တော့ ူမအမင်းသားဆောင်ယုံကီနဲ့ Descendant of the Sun ဆိုတဲ့ဇာတ်လမ်းတွဲမှာတွေ့ခဲ့ကြပြီး2019ခုနှစ်မှာလက်ထပ်ခဲ့ပါတယ်။သို့တော်လည်းအကြောင်းမျိုးကြောင့်သူတို့က2019ခုနှစ်မှာကွာရှင်းခဲ့ပါတယ်။ကွာရှင်းပြီးနောက်ပိုင်းမှာတော့သူမစိတ်အေးချမ်းမှုကိုလိုလားသူဖြစ်တဲ့အပြင်ငါအတွက်အရေးကြီးတဲ့ငြိမ်းချမ်းမှုပဲဆိုပြီးပြောဆိုတာရရှိခဲ့ပါတယ်။ ပြီးတော့သူမကစူးမြားစွာကိုပိုင်ဆိုင်ထားပြီးတောင်ကိုရီးယားနိုင်ငံရဲ့အကျော်ကြားဆုံးအမှုပညာရှင်၃ဦးထဲကမှတူဖြစ်တဲ့အပြင်ဖော်ဘက်ကိုရီးယားဘဝဆလစ်ဗယ်လက်တီစီးရင်ထဲမှာလည်းသူပါနေတာဖြစ်ပါတယ်။ဒါကတော့တောင်ကိုရီးယားနိုင်ငံရဲ့ထိပ်တန်းမိသမီအွန်ဆော့ရဲ့အကြောင်းကိုဒစ်စစ်ပေးလိုက်တာပါ။